လက်ရှိကျမတို့ delivery visa ကနေ interview နဲ့ခေါ်နေတဲ့ဂျော်ဂျီယာမှာမြန်မာလူမျိုးတွေအတွက်ဘလူးချီနီမျိုးတွေရှိနိုင်လေ။ Savanna မျိုး Savanna မျိုးဟာဆိုရင်သမိုင်းနောက်ခံတဲ့အတူချစ်စရာကောင်းတဲ့မျိုးတစ်မျိုးဖြစ်တဲ့ Savanna ဟာဂျော်ဂျီယာပြည်နယ်ရဲ့အရှေ့ဘက်ဖင်လန်နားမှာတည်ရှိတဲ့သမိုင်းဝင်မျိုးဟောင်းတစ်မျိုးဖြစ်ပါတယ်။ Savanna မျိုးဟာခီးသွားလုပ်ငန်းတွေများပြီးတော့ဂျော်ဂျီယာထဲမှာဆိုရင်ခီးသွားအများဆုံးမျိုးတစ်မျိုးဖြစ်တဲ့ ။ဆိုင်ဖွင့်ကျင်တဲ့သူတွေအတွက်ဆိုရင် local restaurant တွေအပြင် ထိုးခိုက်စားဖက်တွေစတာတွေနဲ့စီးပွားရေးလုပ်ဖို့ရအတွက်အခွင့်အလမ်းကောင်းတွေလည်းရှိပါသေးတယ်။အထူးသဖြင့်ကျမတို့လူမျိုးမလူမျိုးတွေအနေနဲ့ဆိုရင်စားတောက်ဆိုင်အသေးစားလေးတွေဓမ္မမို့ရင်အိမ်ဝန်ဆောင်မှုလုပ်ငန်းတွေစတင်မှုရအတွက်နေရာကောင်းတနေရာဖြစ်ပါတယ်။ငြိမ်သက်ပြီးတော့အေးချမ်းတဲ့လူနေမှုရှိတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။ ဆာဗာနာဟာတခြားမြို့တွေလောက်မကြီးပေမဲ့လည်းနေရာနဲ့လူနေထိုင်မှုမှာဆိုရင် EECC ရှိတဲ့အတွက်နေထိုင်မှုရာအတွက်အလွန်မဲ့တင့်တော်ပါတယ်။နောက်ထဲနေတာပဲဖြစ်စီမိသားစုလိုက်အတူနေချင်တာပဲဖြစ်ဖြစ်နေထိုင်ရေးကလည်းခြုံတာတဲ့အတွက်ကြောင့်မြ мян ဆန်ဆန်စုဆောင်းမှုတွေလည်းလုပ်နိုင်ပါတယ်။ပညာရေးပညာရေးမှာဆိုရင်လည်းဆာဗာနာမှာတည်ရှိတဲ့ Savannah College of Art and Design ဟာရုပ်ရှင်ဘဘူဖက်ရှင်နဲ့အနုပညာဆိုင်ရာပညာရေးမှာနာမည်ကြီးတဲ့တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ တခြားသော community college တွေနဲ့ K12 public private school တွေလည်းရှိတဲ့အတွက်ကြောင့် Savannah မှာပြည်စုံစွာတည်ရှိပါတယ်။ဒါပြင်မြမအခြေခံကျောင်းသားတွေအတွက်ဆိုရင်လည်း EL စာသင်တန်းတွေလည်းရှိပါတယ်။ရာဒီဥဒု၊ရာဒီဥဒုကတော့ဆာဖန်နာမှာຫນွေမှာ ပူပေမဲ့စောင်းဝါဒီမှာလည်းမိုးနှဲငယ်ရွာတတ်ပါတယ်။ အဲ့တော့ဆာဗန်နာရဲ့ယာတီဝူဒူဟာမြန်မာပြည်ရဲ့ယာတီဝူဒူနဲ့တော်တော်လေးဆင်တဲ့အတွက်ကြောင့်မြန်မာလူမျိုးတွေအတွက်ယဉ်နီးမှုရှိတဲ့ယာတီဝူဒူမျိုးဖြစ်ပါတယ်။လာတလရဲ့နေထိုင်စားသောက်ကုန်ကျစရိတ်ကတော့ဒေါ်လာ1800နဲ့ဒေါ်လာ2500ကြားမှာရှိပါတယ်။အပတ်မန့်တစ်ခုကိုဒေါ်လာ1200လောက်ကနေပြီးတော့မှစပြီးတော့ငှားလို့ရတယ်။မြို့ကြီးမဟုတ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့မိသားစုနဲ့နေဖို့ရာအတွက်ဆိုလို့ရှင်လဲစရိတ်ဇက်ကတွေတတ်တာတဲ့အတွက်အဆင်ပြေတဲ့မြို့တွေမျိုးဖြစ်ပါတယ်။ ဒါပြင်တမိုင်းနောက်ခံနေတဲ့ဒူးဆွဲမက်ဖွဲလပမှုတွေခီးသွားလုပ်ငန်းခွင့်ရေးတွေအီချန်နဲ့လူနေမှုစရိုက်တွေတဘာဝရတဲ့ရာသီဥတုတွေပညာရေးမှာအတွက်ဆိုလည်းအမှုပညာတက္ကသိုလ်တွေနဲ့ကျောင်းတွေရှိတဲ့အတွက်ကြောင့်ဆော့ဗန်းနာမှာမြန်မာလူမျိုးတွေအတွက်စိတ်အေးလက်အေးနဲ့ဘဝတစ်ခုတည်ဆောက်ဖို့ရအလွန်တင့်တော်တဲ့မြို့တစ်မြို့လေးဖြစ်ပါလေရှင်။ အနည်းချုပ်အနေနဲ့ဆိုရင်ဆာဗာနာဟာပင်လယ်နားမှာရှိတဲ့အတွက်ကြောင့်အေဂျန်နဲ့တဘာဝပတ်ဝန်းကျင်နဲ့မြန်မာလူမျိုးတွေအတွက်အဆင်ပြေဆုံးနေရာတစ်နေရာဖြစ်ပါတယ်။ EB3 နဲ့ပတ်သက်ပြီးတော့အသေးစိတ်သိရှိလိုပါကကျမတို့ရဲ့ Liberty Visa ကိုဆက်သွယ်စုံစမ်းနိုင်ပြီးတော့အခမဲ့ဆွေးနွေးနိုင်ပါတယ်ရှင်။